းလက်တွေ့လက်တွေ့စီနမ်းမျိုးစိတ်တွေကနမ်းကြောလိုက်ပါတယ်အမကမိုးဖို့ပေးပါတယ်ခဏထောင်းခဏရခဏစက်နဲ့ခဏကျဟာမတူ lucky man နီးရဲ့ခုံခုံခုံဟိုဝယ်ရတော့အဓိကတော့ item ပေါ့နော် item ရဲ့အမရဲ့ mindset လေးကိုအရင်သဘောကျတယ်တခါစုံဘူးတယ်အဲ့ဒါတော့မအဲ့ဒါကိုလေ ဟိုမီဒီယာမှာတော့မတခါမှမစုံဘူးအောင်ဆိုပြီးတော့ရောင်းပြီးဖြည့်မိသေးတယ်အတူတူဆုံးအဲ့ချိန်တွေကိုလည်းအမှန်တိုင်းပြန်စင်းစားကြည့်လို့ရှင်လေအဲ့တော့ဆိုလို့ရှင်အမအနာမကက်ရဲဘူးအရန်ချိန်နာကိုကလည်းစဝင်ခစားအဲ့လို19 20ဝန်းကျင်လောက်ဆိုတော့အရန်လည်းချိန်နေအဲ့တုန်းကဆိုလို့ရှိရင်အဲ့ကြောင့်မလို့လေလေဟို တကယ်မစုံဘူးလေပြောခဲ့တာဘယ်မယ်ယမိအလိုအကုန်လုံး excited ဖြစ်ပြီးတော့အုံနောက်ကလေအကုန်အကုန်မေ့ွာသူမဘူးကတည်ပါတယ်မဘူးကအကြောင်မလို့ဟိုအိမ်ခေါ်ပြီးပေးစုံမယ်ပေးစုံမယ်လို့ပြောနေတယ်သူ့အိမ်ကိုတောင်းမယ် တော့နမ်းပါတယ်မဖိုးကမဟုတ်ဘူးယမင်းကယမင်းချစ်တဲ့လူရယ်ဆိုယမင်းကအဲ့လိုနည်းနည်းအဲ့လိုဟိုအဲ့လိုယမင်းရဲ့ left language ကအဲ့လို physical touch တဲမှာပါတယ်တော့ဖတ်တာတော့နမ်းတာတော့ယမင်းကတော့တွတ်တွတ်လောက်တာမဖိုးဆိုမကြည့်လိုက်လေသူနမ်းပြီးစိတ်တွေကနမ်းကြောလိုက်ပါတယ်တော့အမကမိုးဖိုးပေးပါတယ်ခဏထောင်းခဏရခဏစက်နဲ့ခဏကျက်ဟာဘယ်လိုတွေ့ပဲလဲမသူ lucky man ကြီးတဲ့ခွန်ခွန်ခွန်ခဏထောင်းခဏရခဏစက်ခဏကျက်အတိအကျရလိုက်လက်တွေ့လက်တွေ့ မနစ်ကတော့မကြောဖြစ်ဘူးဒီနှစ်တော့စိတ်တွေကလည်းလမ်းပြီးတော့ Viber ကနေစိတ်တွေလမ်းပြီးတော့ကြောပါတယ်လို့ချစ်ပေးကြတော့ဝမ်းသာပါတယ်အမအမနဲ့ကအမင်းတို့ဒီနွယ်မှာစဆုံကြတယ်တကယ်ကိုညီမတွေလိုမျိုးအရန်ကိုခင်တယ်အရန်လည်းချစ်ကြတယ်အဲ့တော့ဘာမှတော့မရှိပါဘူးပျော်ပျော်မင်းတို့ဒီဇာယုတ်က ဟိုအရန်အရင်လုတ်ခုနေကြ character နဲ့တော့အရန်အဲ့လို quest ထွက်သွားတာမျိုးတိတ်မရှိဘူးနည်းနည်းလေး changes ဖြစ်သွားတာပဲရှိတော့အော်နည်းနည်းလုတ်ခုတဲ့ character လေးနဲ့နည်းနည်းဆင်းနေလို့တော့ပြောလို့ရတယ်ဟုတ်လုတ်ချင်တဲ့အရာရှိရဲ့အမင်း character တွေကိုလေအဲ့လို difference ဖြစ်တာမျိုးတွေမတူတဲ့ဇယုတ်မျိုးတွေလုတ်ချင်တယ်အမင်းဇယုတ်တွေအဲ့လိုစင်လူရိုးမားတွေလုံနေရတဲ့ချိန်ကြကိုယ့်အတွက်လည်းဟို challenge မဖြစ်တော့တလို့ကိုယ်အနေနဲ့လည်း creative မဖြစ်တော့ပြင်းဟိုပြင်းလာတဲ့ပြုလို့ပြောရရင် ပြင်းလာတယ်ပေါ့နော်ဟိုမတူတဲ့ဟာတွေဆိုလို့ရှိရင်အဲ့လိုလုပ်ဖို့အရင် motivation ဖြစ်နေရ excited ဖြစ်နေကိုဘယ်လိုမတူတဲ့ဟာတွေကိုလုပ်ရမလဲဆိုလူတွေကအဲ့တိုင်းပဲလေလုံနေကြတာတခုလုပ်တော့ပြိတက်လည်းကြည့်ရတာဟိုယမင်းကိုဒီ character နဲ့ပဲမြင်နေရသူတို့လည်းပြင်းတယ်ယမင်းလည်းဟိုကိုတခြားလုံနိုင်နေဆိုတော့ character လေးချပြခွင့်မရတဲ့အတွက်ဟိုကိုပြိတက်တွေဒါတွေပဲထပ်ခါထပ်ခါကြည့်နေရတဲ့အတွက်နည်းနည်းတော့စိတ်ဟုတ်ဝေရတော့အဓိကတော့ item ပေါ့နော် item ရဲ့အမရဲ့ mindset လေးကိုအရင်သဘောကျတယ် တခါစုံဘူးတယ်အဲ့ဒါတော့မှအဲ့ဒါကိုလေဟိုမီဒီယာမှာတော့မှတခါမှမစုံဘူးအောင်ဆိုပြီးတော့ရောင်းပြီးဖြည့်မိသေးတယ်ဟိုရွှေနန်းတော့အဲ့လိုဟုတ်တယ်ရွှေနန်းတော့ကြောင်ညာရိုက်တော့မှနဲ့တွေ့မဲ့ဝဲနဲ့တခါစုံဘူးတယ်အဲ့တော့အရင် excited ဖြစ်ပြီးတော့အမှန်တော့လေ memorial block ဖြစ်သွားမိသွားအဲ့တော့မီဒီယာမှာလည်းမခမ်းဆုံးဘူးဆိုပြီးတော့ဖြင်းမိလိုက်တယ်။ဖြင်းမှအမကဒီလိုပါပဲအရန်လဲသဘောကောင်းတယ်။သူကနေနေတူပဲတိငိမ့်တယ်။ အဓိကကတော့ item ပါပဲအမဟိုအမတို့ဟိုဆိုလို့ရှင်စကားကြည့်လို့ရှင်လည်းအမြန်လေးလာစရာတခုမဟုတ်တခုကတော့အမြန်ရှိနေရဆိုတော့ဘောဝဲအဓိကသဘောကျတာတော့အမရဲ့ item ပိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ်တော်တကယ် item ဘောဝဲဆိုလို့ရှင်လည်း fashion fashion ပိုင်းကတော့အရင်တည်းကပေါ့နော်မိမိဆိုလို့ရှင်ကဟိုအရင်တည်းကဟိုမတ်ဝဲ fan လဲဟုတ်တယ်မတ်ဝဲဝတ်တဲ့ design တွေအင်ကြီး design တွေသူဘလို့ဝယ်ပြီးတော့ဝတ်ခဲ့ရတာအဲ့တုန်းကဈေးဘလို့ကြီးတာရွှေရွှေဘယ်နဲ့ဈေးမှာသူအဲ့ဒီအင်ကြီးကိုဘယ်ဈေးနဲ့ ဲ့ဝင်ပြီးပြီးတော့ဝယ်ဝတ်ခဲ့ရတာအဲ့ကြောင့်လေးအများရန်ပြောရတယ်။မဆိုလို့ရှင်လည်းအခုတည်းအခုတက်ရွယ်ဒီခဏကိုလည်းထိန်းထားနိုင်တဲ့ fashion mind လည်းပြောစရာမရှိဘူး image ဆိုလို့ရှင်လည်းအရန်ကောင်းတဲ့အရန်ရောင်းကောင်းတဲ့ဟိုညီမင်းတို့ဒီမြန်မာနိုင်ငံမှာရှိရတဲ့ပြုဆောင်တယောက်ပေါ့နော်။အများရန်အဲ့ဒါတွေကိုအတူယူရပါတယ်။အတူတူဆုံးအဲ့ချိန်တွေကိုလည်းအမှန်တိုင်းပြန်စဉ်းစားကြည့်လို့ရှင်လေ။အဲ့တော့ဆိုလို့ရှင်အမအောင်တာမကက်ရဲဘူး။အရန်ချိန်တာကိုကလည်းစဝင်ခံစားအဲ့လို 16 20ဝန်းကျင်လောက်ဆိုတော့အရင်လဲချိန်နေအဲ့တုန်းကဆိုလို့ရှိရင်အဲ့ကြောင့်မလို့လေလေဟိုတကယ်မစုံဘူးလေပြောခဲ့တာပဲမင်းယမင်းအဲ့လိုအကုန်လုံး excited ဖြစ်ပြီးတော့အုံနောက်ကလေအကုန်မေ့ွာဘာမှမပြောဘူးယမင်းစဉ်းစားချင်ရှင်ရှင်ချောက်လို့ပါတော့တောင်းမသိမပြောကြည်ပဲကြည်နေကြည်ပဲကြည်နေခဲ့ဘုမဘုကတည်ပါတယ်ဘဘုကအဲ့ကြောင့်မလို့ဟိုအိမ်ခေါ်ပြီးပေးစုံမယ်ပေးစုံမယ်လို့ပြောနေတယ်သူ့အိမ်ကိုတောင်းအောင်မယ် ရမင်းကတော့အမှန်တမ်းပြောအရင် ambition ကြီးရတယ်မှာမပါဘူးခုလန့်ကိုမှန်မှန်လေးပဲဒီလိုလေးပဲသွားသွားပုံမှန်လေးပဲသွားနေခြင်းလေအဲ့ဒါရမင်းအတွက် stress လည်းမဖြစ်ဘူးဟို ။ဇမင်းအတွက်လည်းတတောင့်တတာဖြစ်တယ်။ဒီတိုင်းလေးသွားနေရတာပုံမှန်လေးသွားနေရတဲ့သဘောကြ။ဟုတ်ဟုတ်အဲဇမင်းတို့ဒီနယ်ဇလန်တွဲရောဇလန်တွဲတဲ့ Lee Atlas အနေနဲ့ရောယမင်းဒီ Asia Academy of Golf မှာဒီမြန်မာနိုင်ငံကို represent လုပ်ရတဲ့ဟို national winner ဖြစ်ရွေးချယ်ခံရတာပေါ့နော်။အဲ့တော့လည်းအရန်ဟိုဝမ်းသာပီတိဖြစ်မိပါတယ်။ဒီဇလန်တွဲလေးကလည်းထွက်လာလို့ရှိရင်ပြိတက်အကြိုက်တွေ့မဲ့ဇလန်တွဲမျိုးဖြစ်မှာပါ။ဒီတဲမှာဆိုလို့ရှိရင်လည်းယမင်းတို့တကယ်ကိုဟိုကောင်းတဲ့ cast လေးတွေဟိုအများကြီးပါဝင်တဲ့အတွက်ထွက်လာလို့ရှိလို့ ရှင်လည်းအားပေးပြီးဝေဖန်ပေးကြပါအောင်လို့ပြောချင်ပါတယ်